မင်္ဂလာပါပြိတ္တကြီးရှင်ဒီနေ့တော့ကြားရတဲ့သူတိုင်းကြောချမ်းသွားစေနိုင်မယ်ထူဆန်းပြီးတော့အံ့ဩစရာအလွန်ကောင်းတဲ့ရိုးရပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ရှင်ပုံမြင်လေးရဲ့ခေါင်းစဉ်ကပလင်းထဲကပိတ်ထားတဲ့ဒီပုံမြင်လေးထဲမှာတော့ဘလို့လှည့်စားမှုတွေဘလို့မျိုးကြောင်းမှတ်ဖွဲရအဖြစ်အပျက်တွေပါဝင်နေတဲ့ဆိုတာကိုစိတ်ဝင်စားစရာတစ်ခုအနေနဲ့တင်ဆက်ပေးပါပါလူဘဝကိုတောင်းတတဲ့ပိတ်တာတကောင်က ိုအောင်သူလို့ဆိုတဲ့အမျိုးသားတယောက်ရဲ့ရုပ်ကိုခိုးယူပြီးတော့သူ့ရဲ့ချော်မော်လှပတဲ့စနီးတဲ့မသည်နူကိုဘယ်လိုမျိုးလှည့်စားချေဖို့ကြိုးစားခဲ့ပါသလဲရုပ်တူနေအောင်ကြားမှာရောမသည်နူတယောက်ဘယ်လိုများဒရိဟာဖြစ်ပြီးတော့အခက်ခဲကြီးတွေ့နေပါမလဲစားရဲစားရဲအဖြေတွေကိုဒီဇယ်လန်းလေးရဲ့အဆုံးသတ်မှာအားလုံးသိရမှာဖြစ်ပါတယ်ရှင်ကဲဇယ်လန်းလေးမစတင်မင်းကျမရဲ့ channel လေးကို VPN လေးအော်ပြီးတော့ကြည့်ပေးကြဖို့မြင့်တာရက်ခတ်အပ်ပါတယ်ရှင် ဒါဆိုရင်တော့ဇလန်းလေးကိုစားလိုက်ကြရအောင်ပါ။ရှင်းလွန်ခဲ့တဲ့အနှစ်ပေါင်းများစွာကကုန်းသာရရဲ့တောင်ကြီးမှာကိုအောင်သူနဲ့ဇနီးကျော်လေးမသိန်းတို့ဟာတဦးကိုတဦးချစ်ချစ်ခင်ခင်နဲ့တာယာတဲ့အိမ်တော်ရေးဘွားလေးကိုတည်ဆောင်းနေခဲ့ကြပါတယ်။ကိုအောင်သူကဇနီးကိုအလွန်ချစ်မြတ်လို့ပြီးတော့အိမ်မှုကိစ္စတွေမှာလည်းကူညီတတ်သူ။တစ်ခုတ်ထင်ခွဲပြီးတော့မိသားစုစားဝတ်နေရေးကိုလည်းတာဝန်ခြေပြွန်စွာထမ်းဆောင်သူတစ်ယောက်ပေါ့။ တနေ။အိုးကျမယောက်ျားကတော့တကယ်ကိုတီးခံစိတ်ရှိပြီးတော့ချက်တက်တဲ့သူပါပဲရှင်။ကို့ဇနီးကျော်လေးကအရန်ပြောတတ်လိုက်တာ။ကဲကဲလာပါပြင်ပန်းနာတွေဖြပြောက်သွားခဏနားပါအောင်။ပြီးတော့အကိုတို့ထမင်းအတူတူချက်ကြမယ်လေ။ဒီလိုနဲ့သူတို့ဇနီးမောင်နှံနှစ်ဦးကနေတတူဝါချစ်ချစ်ခင်ခင်ချင်းချင်းနာနာနဲ့ဖြတ်တန်းနေခဲ့ကြပါတယ်။ဒီနေ့မှာတော့သူတို့နေအနီးကတပ်ပင်အောင်မှာ ိတ်တာမောင်လာွယ်ဆိုတဲ့ပိတ်တာတကောင်ကခူအောင်နေခဲ့ပါတယ်။ပိတ်တာကမတဲနုရဲ့လှပါမှုစိတ်တော်ဒါကောင်းမွန်မှုတွေကိုနေ့စဉ်မြင်တွေ့နေရတော့အဲ့ဒီပိတ်တာကြီးကမတဲနုကိုယူယူမှုမှုနဲ့သဘောကျမိပြီးတော့လူယောင်ဆောင်ပြီးတော့အခွင့်ကားကိုချောင်းနေခဲ့ပါတယ်။ဟာဟာဟာဒီမိမဲချော်တွေကတကယ်ကိုလှပလွန်နေ။ငါတို့ပိတ်တာတွေသာ လူပြန်ဖြစ်ဒီလောက်လာတဲ့မိမကိုငါးလက်ထဲကဘရောမှလွတ်စီမှာမဟုတ်ဘူး။ ဒါပေမဲ့အခွင့်အရေးကငါမှာရှိပါသေးတယ်။ဒါကပါလေဆိုတော့ငါကအသွင်ပြောင်းလို့ရတဲ့သူကြီးလေ။အဲ့တော့ငါအသွင်ပြောင်းလို့ရတော့ဒါမျိုးကငါ့အတွက်တော့လွယ်ပါတယ်။ဒီလိုနဲ့တနည်းမှာတော့ကိုအောင်သူကရွာဦးချောင်းကိုစွန့်ကပ်ဖို့အခြားကိစ္စတွေအတွက်နဲ့ခရီးထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။အကိုမြင်မြန်ပြန်လာခဲ့ပါနော်။တဲနုစိတ်ပူရအောင်မလုပ်ပါနဲ့။စိတ်ချပါမိမရဲ့ကိုအမြန်ပြန်လာမှာပါ။ ကိုတာဝန်ကျေတာနဲ့ကိုပြန်လာမှာပါမိမသိတယ်မလားကိုကတာဝန်ကျေတဲ့ခင်မုံကောင်တယောက်လေကိုမရှိတော့အခြားဖို့မရှာနဲ့နော် ကိုကိုတယောက်တည်းဝမ်းနေစီအောင်မလုပ်ပါနဲ့ကိုကိုသစ္စာရှိပါနော်ဒီလိုနဲ့ကိုအောင်သူက မသည်နုကိုမှားချခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်ကိုအောင်သူထွက်သွားတာနဲ့ပိတ်တာက အခွင့်ကောင်းယူပြီးတော့ကိုအောင်သူရဲ့ရုပ်ရှင်ရဲ့အတိုင်းတပုံစံနဲ့ပြောင်းလဲလိုက်ပါတယ် ြီးတော့အိတ်ထဲကိုဝင်လာခဲ့ပါတယ်။အလိုအကိုဘာဖြစ်လို့မြင်မြန်ပြန်လာတာလဲ။နေမကောင်းဘူးလားယင်။အင်းကိုနည်းနည်းနေမကောင်းသလိုခံစားရလို့ပြန်လာတာတဲနုရဲ့။အကိုခဏနားအောင်မယ်ကွာ။တဲနုကိုရဲ့ကိုတွေကအရန်ပူနေတယ်။အဲ့တော့ကိုကိုရင်းလေးလေးနဲ့တုတ်ပေးပါလားယင်။ မတဲနုလည်းချစ်ခင်စိန်နဲ့ရင်နေဆိုအဝဲနဲ့တုတ်ပေးနေတော့မှာပဲထူးဆန်းတာတခုကိုတတိထားမိသွားခဲ့ပါတယ်။ကိုအကိုဘာလို့ဒီလောက်အေးဆက်နေရတာလဲအခုကိုတွေက ပြောတော့ပူတယ်ဆိုပြီးတော့မျက်လုံးတွေကလည်းနေရဲနေတယ်လို့ပဲနော်ဒီလိုနဲ့ပိတ်တာက စိတ်ထဲကနေပြီးတော့ဟွန်းဟွန်းဒင်းကငါ့ကိုတန်တရားဝင်နေပြီ။အော်မိမရဲ့ ကိုရဲ့ကိုတွေကအေးနေပေမဲ့ရင်ထဲကပူးနေတာပါ။ညလုံးတွေကလည်းအယမ်းပူတယ်။အဲ့ဒါကြောင့်မို့ညီရဲနေတာပေါ့။ဒါပဲလေ။မိမကိုရေချိုးဖို့သွားလုပ်ပေးပါအောင်ကွာ။ဒီလိုနဲ့မန်တန်သူကယုံသွားပြီးတော့ဖိတာကိုခင်မုန်းတဲ့အစဲမှတ်ပြီးတော့အတူတူအိတ်ဆက်မိသွားခဲ့ပါတယ်။အဲဒီအချိန်မှာခရီးထွက်သွားတဲ့ကိုအောင်သူအစေကစိတ်မသက်မသာဖြစ်ပြီးတော့အိမ်ကိုရုတ်တရက်ကြီးပြန်လာခဲ့ပါတယ် အင်ပြန်ရောက်တော့အခန်းထဲမှာသူ့ရုပ်နဲ့တထက်တည်းတူနေတဲ့သူက သူ့ဇနီးမသိလို့နဲ့အိတ်နေတာကို မြင်လိုက်ရတော့ဒေါသအလွန်ပဲအကြီးအကျယ်ထွက်သွားခဲ့ပါတယ်။ဟာဟာဟာမရှက်ဘူးလားနေကင်းကြောင်တောင်ဒီလိုအရှက်မရှိအလုံးမျိုးကိုလုံရဲတာ။မင်းမင်းကရောဘယ်ကကောင်လဲ။ငါမိမကိုလာဖြန့်စီရတဲ့ငါနဲ့ရုပ်တူလူရောဖန်ဆင်းတဲ့သူပဲ။မင်းကဘာတူလဲ။မင်းကဘာလို့ငါနဲ့ရုပ်တူရောဖန်ဆင်းရတာလဲ။ ဒီလိုနဲ့မတန်သူကထိတ်လန့်နေကြတဲ့။အိုးဖခင်ကြီးဂျာဒါဘလို့ဖြစ်တာလဲယောက်ျားယောက်ျားနဲ့အောင်လုံးကရုပ်ချင်းတူနေပါလားဘသူကကျမရဲ့ယောက်ျားအစ်စ်မှန်လဲကျမမသိတော့ဘူးဒီလိုလဲဘသူကခင်မောအစ်စ်မှန်လဲဆိုတာ ခွဲခြားမရတော့တဲ့အတွက် သူတို့သုံးစလုံးကတကြီးဦးမြတ်ကျော်ထံကို တရားမျှတမှုရယူဖို့အတွက်တွားရောက်တိုင်ကြခဲ့ကြပါတယ် ဒီလိုနဲ့တကြီးဦးမြတ်ကျော်ကအင်းမောင်ဝင်းတို့၃ယောက်စလုံးအချောင်းကိုကြားရတာတခိတ်ကိုထူးဆန်းပါလေကွယ်ဇနီးတွေဖြစ်သူမင်းကရောကိုခင်မုံကိုဘယ်လိုများမှတ်မိနိုင်မလဲဟုတ်ဟုတ်ဦးမြတ်ကျော်ကျမမှတ်မိပါတယ်ကျမခင်မုံရဲ့လက်ဖုံအားမှာမှဲ့ကြီးတစ်လုံးရှိပါတယ်ဟုတ်တယ်မှဲ့ကြီးတစ်လုံးရှိတယ် ရုပ်တုနှစ်ယောက်လုံးကသူတို့ရဲ့လက်ဖဝါကိုပြားသားတဲ့အခါမှာတော့မယ်ကြီးကနှစ်ယောက်စလုံးရဲ့လက်ဖဝါမှာရှိနေပြန်ပါတယ်။ကဲဒါဆိုရင်တော့ခမ ्या တို့ကဘသူအစ်စ်လဲဆိုတာကိုခွဲခြားနိုင်စွမ်းမရှိတော့ဘူး။ဒီကိစ္စကိုတော့ပညာရှိဦးညံစီကိုဆွဲပေးရလိမ့်မယ်။ပညာရှိဦးညံဆိုတာအရင်ကအရန်ခက်ခဲတဲ့အမှုတွေကိုတောင်ရှင်းပေးနိုင်တဲ့သူပေါ့။ဒီလိုနဲ့သူတို့သုံးစလုံးကပညာရှိဦးညံစီကိုရောက်ရှိသွားတဲ့အခါမှာတော့ ညာရှိကပိတ်တာကိုချက်ချင်းတီးလိုက်ပါတယ်။ပိတ်တာရဲ့မျက်လုံးတွေဟာလူသားတွေလိုမဟုတ်ဘဲနဲ့အမြဲတမ်းနေရနေတယ်ဆိုတာကိုသတိပြုမိသွားတာပါ။ဥညာကပိတ်တာကိုလက်ညှိုးထိုးပြီးတော့ကောင်းပြီ။အစ်အမှန်ခင်မုန်းတယ်ဆိုရင်တော့တရေဘောကြောင်နေမှာမဟုတ်ဘူး။ဒီမှာကြည့်ဒီပလင်းငယ်လေးတွေကိုဝင်ပြနိုင်တဲ့သူကသာကိုအောင်သူအစ်ဖြစ်တယ်။ကိုအောင်သူအစ်ကစိတ်ထဲကနေပြီးတော့ ဟင်ဘလို့လို့ဒီပလင်းတေးသေးလေးတွေကိုငါကဘလို့လို့ဝင်มาလဲဟာငါအရှုံးပေးရတော့မလားကိုအောင်သူ့အသွင်ဖန်ဆင်းထားတဲ့ပိတ်တာကဝမ်းသာအားရနဲ့ဟာဟာဟာငါတို့ပိတ်တာတွေအတွက်တော့လေလိုပဲသေးငယ်သွားဖို့ကအရန်လွယ်လွန်းတယ်ဒီလိုနဲ့ပညာရှိပြောတဲ့အတိုင်းပိတ်တာက သူ့ကိုယ်သူသေးငယ်အောင်ပြောင်းလဲလိုက်ပြီးတော့ပလင်းနှဲကိုခုံဝင်လိုက်ပါတယ် သူဝင်လာတဲ့တပြိုင်နဲ့ပညာရှိဥညံကပလင်းအဝကိုအမြန်ပိတ်လိုက်ပါတယ်။ပလင်းအဝကိုအမြန်ပိတ်လိုက်ကြသံပညာရှိရဲ့အမိတ်အတိုင်းကျွန်းတွေက ပလင်းကိုအမြန်ပိတ်ပြီးတော့ရေနဲ့လုံအောင်လောင်းချလိုက်ပါတယ်။အထဲမှာပိတ်မိသွားတဲ့ပိတ်တာကဒေါသတကြီးအော်ဟဲ့ပြီးတော့အသွင်ပြောင်းဖို့ကြိုးစားပေမဲ့မလို့မြောက်နိုင်တော့ပါဘူး။ဒီလိုနဲ့ဒီအဖြစ်ပြက်အကြောင်းအရာများကိုကြည်နေတဲ့ရွာသားတွေက"အိုး!" ကြောက်စရာကောင်းလိုက်တဲ့ပိတ်တာပဲတကယ်ကိုလိမ္မာပါနဲ့တဲ့ပညာရှိဥညံမှာပဲကိုအောင်သူကသဲနုရယ်ကိုတို့ပြန်ပေါင်းရပြီနော်သဲနုကိုဖောက်ပြန်တယ်လို့ပြောဆိုခဲ့တာတွေကိုကိုကိုဖွင့်လို့ပါကွာမသဲနုကလည်းတောင်းမှမာတဲ့အကိုရယ်ကျမအခင်မောအစင်မှတကယ်မမတ်မိခဲ့လို့ပါဒီလိုနဲ့ပညာရှိဥညံရဲ့အမိန်ရ ပိတ်တာရဲ့ပလင်းကိုအိမ်စီတွေကမြင်းနဲ့ကြီးတွေကိုပစ်ချလိုက်ခဲ့ကြပါတယ်။ကိစ္စတွေအလုံးပြီးဆုံးသွားတဲ့အခါမှာတော့ကိုအောင်သူနဲ့မတဲနူတို့ဇနီးမောင်နှံတယောက်ကချစ်ချစ်ကင်ကင်နဲ့ပျော်ရွှင်စွာပေါင်းဖက်သွားကြပါတော့တယ်။ကဲပြည့်တဲ့ကြီးရှင်ဒီပုံမြင်လေးကနေဘာသင်ခန်းစာယူရမလဲဆိုရင်တော့လူလောကမှာမဟုတ်မမှန်တဲ့လှေစားမှုတွေ ရာကနဲ့လောဘတွေကိုအသုံးချပြီးတော့ကိုယ့်အပေါ်ကိုအနံ့အယတာခံကျင်သူတွေကအမြဲရှိနေတည်းဆိုတာပါပဲ။ကိုယ့်အိမ်တောင်ဘက်အပေါ်ချစ်ချင်းမြတ်တာသစ္စာတရားနဲ့စီဆောင်ခြင်းဆိုတာက အခက်ခဲတွေကိုကျော်လွှားဖို့အတွက်အကောင်ဆုံးမှော်ပညာပါပဲလို့ပြောချင်ပါတယ်ရှင်။ကဲဒီပုံမြင်လေးကိုကြိုင်းနေတတ်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်။ နောက်ထပ်ထူးဆန်းတဲ့ရိုးရာပုံပြင်များစွာကိုလည်းဆက်လက်တင်ဆက်ပေးဦးမှာမလို့ဒီကခေါင်လောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ရှင်။